ရိုးဒီဗလာမဒီကျွန်တော်ဒီလိုကြီးမားရဲ့စပွန်ဆာဖန်ကိုကျွန်တော်ဒီပတ်တူးမှာစောင့်မယ်လို့ပြောခဲ့တယ်။ဘာလို့တော့ပြီးရောက်အဲဒါလေးကတော့ပတူးလေးပါနော် Micro Survivor ဒီဒီတော့ပတ်ဒီဝိုင်းပတူးပါနော်ဒီမှာကျွန်တော်တို့စပွန်နာကို PC ရောက်ဆောက်ပြီးသွားပါပြီဗျဒီဝိုင်းစပွန်နာကျွန်တော် blue ဆောက်ခဲ့တယ်ဘယ်တော့ခက်ခဲတာဆောက်ခဲ့တယ်ဆိုတော့ဗီဒီယိုလေးကို like ကြည့်လိုက်ရအောင် Let's go မနာမော်ဖန်ဆောက်ဖို့ပေါ့နော်စမနာမော်ဖန်ရှိကိုတော့တွားနေတာပဲဖြစ်ပါတယ်ကျွန်တော်တို့တွားနေတယ်တော်တော်ဝေးဘူးပေါ့နော်အဲစပေါ်နာမော်ဖန်ဆောက်တဲ့ခြေကြတော့ကျွန်တော်တို့ဗောနော်အဲ့လိုတငယ်ချင်းနဲ့ရိုက်ထားတာလေးရှိပါတယ်အဲ့ဒါလေးကိုပဲလှုပ်ထားရပါတော့ကျွန်တော် PC တို့ဘောင်နဲ့ရိုက်တာလို့လောက်တော့တိတ်မမိုက်ဘူးဗောနော်ဒါမိုဘိုင်းနဲ့ရိုက်ထားတာမို့လို့အဲတနေ့အစီအပြေလောက်တီးခဲ့ပြီးကြည့်ပေးပါတကယ်ဆိုတော့ကျွန်တော်တို့တိုင်းလန့်နဲ့ကြည့်မယ်ဗောနော် Let's go ဗောနော် Thank you. အာကျွန်တော်ကငါမင်းတော့ AK ပဲတော့ဆိုမီးရဒရိုးနေတာဖြစ်ပါတယ်အဲ့ဆိုလိုက်ဒီမှာကြာအေးဒီမှာအရောကြီးပဲဟာအဲ့တော့ကျန်တဲ့ ESK fan တွေကိုပြောရတယ်ဆက်ကြရအောင်ဒီမှာကြောက်ရတယ် ဲဆိုရင်ဘာတွေရလဲโอ้အမှားတော့ကျွန်တော်ဒီနားလေးမှာအမ်ဖို့ပဲဒါပေမဲ့လေဗီဒီယိုက3မိနစ်ပဲရှိသေးရဲ့အတွက်ကျွန်တော်လောက်ဆက်ရှက်လောက်ရမယ်ဘာလို့ရမလဲဆိုတော့ကျွန်တော်ဒီမော်ဖန်ပေါ့နော်မော်ဖန်ဒီ၄တော့3နေမှာပေါ့နော်ကျွန်တော်တို့ နည်းနည်းလေးပေါ့နော်လှအောင်လုပ်ရဘာလို့လဲဆိုတော့နည်းနည်းလေးကြီးလို့อ่ะတိတ်မကောင်းလှတာဆိုကျွန်တော်ကအရင်ဆောက်တဲ့လူတွေမဟုတ်ဘူးပေါ့နော်အဲ့အတွက်နည်းနည်းလှအောင်လုပ်မယ်ဒီတိုင်းလေးပါပဲကဲဆိုတော့ let's go let's go ကဲဆိုတော့ဗီဒီယိုကမအန်သေးပါဘူးကျွန်တော်လုံးဆရာတစ်ခုရှိသေးပါတယ်ဒီရာလေးကတော့ဗာလေးလဲဆိုတော့ကျွန်တော်တို့ပါနော်ဒီအရှင်းသားမှာရေကန်တခုရှိတယ်အဲရေကန်မို့ချောင်းလည်းပြောလို့ရမြစ်လို့လည်းပြောလို့ရအဲ့နေရာမှာပေါ့နော်ကျွန်တော်တို့အဲဆိုက်ပွေးလို့ပဲပေါ့နော်ဆိုက်ပွေးရအကြီးကြီးမားမားမဟုတ်ရှူကာကင်းနေအဲလိုဆိုက်ပွေးရှင်းတဲ့နည်းနည်းလေးပဲလုပ်ပါပါကဲဆိုတော့အဲလိုက်ကြည့်ရအောင်ပေါ့နော် let's go let's go အဲအဲ့မှာကျွန်တော် morphin ဆောက်တော့ကဘာလို့ကျွန်တော် spawner morphin ဆောက်တော့ကလိုလိုအပ်ပစ္စည်းတွေရတယ်ဘာလို့လိုအပ်တာမဟုတ်ပါဘူးပစ္စည်းတွေရတယ် item တွေရတယ်အဲ့အတွေကို chest ကို snitcher snitcher မဟုတ်ဘူးတော့ကျွန်တော်နည်းနည်းထားလို့နည်းနည်းရလိုက်ထားတယ်ဘာလို့အဲ့ဒါလေးထားတယ်ထားဘူးကတော့ကျွန်တော်အဲကျွန်တော် layer ကိုတော့အကြီးမလုပ်တိတိလေးပဲလုပ်တာအဲဒီတစ်ချက်ကြည့်လိုက်ရအောင် let's go let's go ခုကျွန်တော်တို့လေယာဉ်တွေကိုတော့ကြည့်ပါမယ်ကဲဆိုတော့ let's go ပါ let's go တော့လေကျွန်တော်ဒီမှာအလုလာလုံနေလားအာဒီကောင်ကဘာရောင်းလို့မသိဘူးဒီကောင်ကဝါတားခွနခုနဲ့ emerald တစ်ခုဆိုတော့တော်တော်တန်တယ်ဒီဥစား level 2ရဲ့ chicken ရှစ်ခုနဲ့ emerald တစ်ခုဒီကောင်တော်တော်တန်တယ်အဲ့တော့ကျွန်တော်နောက်ပတ်ကျဒီကောက် level ကြီးတင်ပေးမယ်ပေါ့နော်။ကဲဆိုဟွန်းကျွန်တော်တို့ကတော့အကြီးမားမားမဟုတ်ဘူးနော်။ကြီးကြီးမားမဟုတ်ဘူး။ ဘယ်လိုမျိုးလဲဆိုတော့ဒီဘက်မှာဒါလေးပဲလုပ်ပြတယ်ဟေးဟေးအဲနောက်ပိုင်းကျရင်ကျွန်တော်ကတော့ island တစ်ခုလုံးပေါ့ island နည်းနည်းကြီးတဲ့ island တစ်ခုကိုဒီ layer နဲ့လုပ်မယ်ပေါ့နော်ဒါပေမဲ့အဲ့ကတော့တော်တော်ကြာမယ်ထင်တယ်အဲအဲ့စီကတော့ package 20လောက်ခွဲရမှာမသိဘူး ကြောက်တာဒီလောက်တင်းတင်းလေးလို့တော့ကျွန်တော်ပန်းတစ်ခုနဲ့ခွဲပြီးလုပ်နေရတယ်ဒီကုန်းတစ်ခုပေါ့နော်음ဒီလားလေးလုပ်ထားတယ်ကျွန်တော်ဟိုမော်ဖတ်ဘယ်နားမှာလဲဆိုတော့ဘယ်လိုပြောရမလဲကျွန်တော်ရွာကရွာရွာနောက်တစ်ရွာရှိရဗျာဟိုဘက်မှာပေါ်တီရှိအဲ့ဘက်လည်းကျွန်တော်ယူပြီးပါပြီပေါ့နော်အဲ ABC ရဲ့ရှိပါတယ်အဲအိမ်မှာပေါ့နော်အိမ်ကဒီစခန်းမှာပြောရအောင်နော်ကြာကြာချက်ချက်ပြပြပါမယ်ပေါ့နော် ီကောင်ကနည်းနည်းတော့ဝေးတယ်အဲ့ရွာရဲ့နည်းနည်းတော့ထလန်ဒီဒီပေါ်ကျွန်တော်ကြည့်ဒီအပေါင်းတက်တက်ကိုကြည့်ပါလို့ဒီအပေါင်းတက်တက်ရဲ့အဲ့အဲ့အဲ့တောင်ဘက်မှာပါလို့နော်အဲ့ကျွန်းဘက်မှာအဲ့ကျွန်းကိုကြောတယ်ဗျာအဲ့ကျွန်းရဲ့ဟိုဘက်ကျွန်းအဲချက်လိုက်ပြန်ခဏလေး ဆိုတော့ကျွန်တော်သွားနေတဲ့အချိန်မှာကျွန်တော်ကတော့နောက်ဗီဒီယိုကြရဒရိုလုံးရကောင်းမလားကြီးရွာနဲ့ဒီနေရာမှာဒရာကြီးဆောက်ဗျာဟိုကဟိုဘက်လမ်းမှာလမ်းထပ်ဖောက်မယ်ဒီမှာလည်းလမ်းဖောက်မယ်ပေါ့နော်ဖောက်ဘူးကရဟိုဘက်ချော်ရဒီဘက်ချော်လမ်းဖောက်မယ်ပြီးတော့ရအဲကျွန်တော်လေယာဉ်လည်းလမ်းဖောက်မယ်ပြီးတော့ကျွန်တော်တို့မော်ဖန်ပေါ့နော်မော်ဖန်ကိုလည်းလမ်းဖောက်မယ်အော်ကျွန်တော်နေတဲ့စခန်းကကျွန်တော်မိုင်းသွင်းလို့လုပ်ထားတာပါတော့မိုင်းသွင်းလုပ်နေရလုပ်ထားတာကျွန်တော်နေမဲ့အိမ်က ဲနောက်မှပဲဆောင်မယ်ကျွန်တော်နေဖို့အိမ်ကအေးသိပ်မကြည့်ဘူးပေါ့နော်ကဲဆိုတော့ဘယ်နေရာလောက်ကြမလဲဒီကျွန်တော်ဒီကျွန်တော်မကြောက်မှတ်မိတယ်ဟုတ်လားမသိကျွန်မနေလားအော်မတူတူအာနည်းနည်း FIA draw နေရောအဲဒီဝါရဲပေါ့နော်ကျွန်တော်ဒီအပေါင်းလက္ခဏာတွေတက်တက်ဆိုရင်ကျွန်တော်ဘယ်လောက်ကြာမလားမသိဘူး ဟိုအဲ့တောထဲဝင်နေရဗျာတောထဲဟိုဘက်ချမ်းထဲမှာနည်းနည်းတော့ဝေးရပါတော့အဲ့မှာကျွန်တော်လမ်းဆောက်တာဘလို့တွေ့လားမသိဘူးဒါလက်စ်မှာပေါ်တယ်ပါတော့အဲမတွေ့ရင်လည်းနှေးပြီးကြည့်လိုက်ပါဒီနေ့ဗီဒီယိုကလောက်ပါပဲအော်စကင်စကင်ပြောင်းနေတယ်ဟိုထားလိုက်ထားလိုက်ဒီနေ့ဗီဒီယိုကလောက်ပါပဲကျွန်တော်ဗီဒီယိုကျနေတဲ့လက်ဆွဲလို့ပေးခဲ့ပါဦးကျွန်တော် subscribe 1k try နေလို့ပါအားလုံးပဲပါပါ